ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မင်းအောင်လိုင်းဥစုနေမိများ၌ဒီလူများအတိဆုခရောက်ကြသူမျိုးနေမိများ၌ဒါရလာချုံစားတယ်ပြောပြပါဘီချ်မင်းချုံ မင်္ဂလာပါရှင်အခုကြောင်ရတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ဒီမှာကျက်သွန်ဘာသာနေမနေဘဲငရုတ်သီးနဲ့သွားပေါင်းလို့ရောထောင်းခံတဲ့အချို့အာဆီယံနိုင်ငံတွေလည်းပါနေလေဒီတော့ကလောက်ချိုင်းနာဘွိုင်းကောက်ချိုင်းနာ မြန်မာပြည်သူလူထုများစလိုက်ကြရအောင်ဧပြီ24 2025ဒီညမှာတော့ကိုတိုင်းပြည်ထဲမှာကိုနေမြန်မာနိုင်ငံသားမပုံတင်ကြီးနဲ့ဆက်ချေးပေးနေရတဲ့ကျွန်တော်တို့နိုင်ငံအကြောင်းလေးပြောချင်သေးတယ်ဗျာဘာကြောင့်ပြောတာလဲဆိုတော့ဒီကနေ့ရန်ကုန်ကဧည့်သည်အချို့နေလက်ဖိတ်တောက်ဖြစ်တယ်လက်ဖိတ်တောက်ရင်းနဲ့ပြောတာကတအိမ်တော်မှာလူ ယောက်ျားလေး၃ယောက်ရှိ၃ယောက်စာပေးရတယ်။အသက်55ကျော်50လောက်ဆိုရင်တော့ဈေးနှုန်းကနည်းနည်းလျော့နေသေးတယ်ဗျ။နောက်တစ်ခုကစိုက်ကယ်စီးလို့စီးခွင့်မပေးတော့ဘူး။စိုက်ကယ်ရင်စိုက်ကယ်ရင်မဲလားဆိုတော့ဗတိဘိမ့်မှာဘိမ့်မရှိဘူးလေ။အဲ့တော့သူပြောပြတာလေးပြန်ဖောက်တယ်ချောက်။တနည်းအားမှာတဲ့ကျွန်တော်ကဆက်လိုက်လေးစင်းတောက်ကားပေါ်ကလေ အမျိုးသားကြီးပေါ့အသက်40 45 50လောက်ရှိတဲ့လူတယောက်ကစပိန်နင်းလာတယ်ဗမာပြည်ကလမ်းတွေကလည်းတိတဲ့အတိုင်းပဲလीခုလူခွက်လခုလူဟိုလကဘာထက်တော့စိုးသေးတယ်မလားနင်းလာရင်းနဲ့အနောက်မှာစံတိတ်တင်လာတယ်နင်းလာလိုက်ချွေးကပြိုက်ပြိုက်ကြားလိုက်လမ်းတလျှောက်ဗဇက်ကပွားစီပွားစီနေပြောနေတာသူကတေချာနားထောင်ကြည့်တော့မေးလို့မင်းအောင်လားမင်းအောင်လား မေလို့ဆိုအန်ကျိတ်ကျိတ်ပြီးစပိန်နေပူထဲမှာနင်းချွေးတန်တွှဲွှဲနေတယ်။အဲ့ဒါနဲ့မျက်စိလေးတစုံကြည့်လိုက်တော့သူ့အိမ်နာရောက်သွားတယ်ထင်ပါရဲ့။ကိုယ်ဝင်တာအင်ကကောင်းကောင်းလေးပါတဲ့။သူကဖြတ်မောင်းပြီးတော့ကြည့်လိုက်တဲ့အခါကျစိုင်ကယ်လေးတွေရှိစီးလို့မရောက်။ဒီသူကိုဒီလိုဒုက္ခပေးနေတယ်။ဒီသူကလည်းနေ့စဉ်မင်းအောင်လာရဲ့ရုံမှမှုကိုသိရှိခံစားနားလည်နေတယ်။စက်ကြီးကောက်နေ စကြေးကောက်ခံရတဲ့မြန်မာပြည်သူလူရဲ့ဘောဟာကျွန်တော်ထွေထူးပြောနေစရာမလိုဘူးတိုင်းပြည်ထဲမှာဧရာဝတီရန်ကုန်အစရှိတဲ့ဖက်စစ်တဲ့စိုးမိုးအုပ်ချုပ်ထားပါတယ်ဆိုတဲ့ဒေတာတွေဟာငရေတမြဖြစ်နေတာပါအဲ့တော့ကျွန်တော်ကအဲ့ရန်ကုန်ကဧည့်သည်ကိုပြောမိတာကခမရတို့ကတော်မှမတော်နိုင်တော့ဘူးတော်လန်တဲ့သခိုင်းတိုင်းဘလို့နေရလဲကြည်လိုက်ဘလို့နေရလို့လဲပြတယ် စခိုင်းတိုင်းမှာလေတို့မင်းအွန်လိုင်းအင်တာနက်မပေးဘူးမလားဆော့ဝေးမဆိုင်ဘူးစတားလင်းနဲ့တုံးတာမင်းအွန်လိုင်းကစီမပေးဘူးလားမပေးနဲ့အိန္ဒိယကဝယ်စားတယ်ဒီမင်းနေဇက်တီကဝယ်စားပလိုက်အထိုင်းကဝယ်စားတယ်တော်လန်ဒေတာတွေမှာအင်တာနက်ဖလန်ဖလန်လို့နော်စခိုင်းတိုင်းမှာဆိုရင်စခိုင်းတိုင်းမှာဆိုရင်လေအင်တာနက်ကရန်ကုန်တက်ကောင်းတယ်မန္တလေးတက်ကောင်းဂရီနီမာဒီတိုင်းပဲ အင်တာနက်ကောင်းတယ်လျှက်စင်ပြီးဆိုရင်ဒီစကိုင်းတိုင်းတချို့နေရာတွေမှာမဖြတ်ရဲဘူးဘာလို့လဲသိလားဖြတ်ရင်အဲ့လျှက်စင်ရုံနဲ့တာဝါတိုင်းဖြိုချမှာဆိုလို့ရှင်းတယ်နော်ဆိုလိုတာကတော်လန်သူတွေဟာဒီအချိန်မှာဒုနံပြီးတတ်တော့တတ်တာပါဗျာမတော်လန်ဘဲနဲ့တချို့သူတွေပေါ့နော်ရန်ကုန်မန္တလေးအစရှိတဲ့မြို့ပြတွေမှာတော့တော်လန်လိုသူရှိပါတယ်သို့တော့ တကယ်ကိုမြေပြင်လက်တွေ့တိုက်ပွဲဝင်ဒေါ်လာမဲ့သူတွေကတော့လက်နက်ကင်ဒေါ်လာကြီးဆင်ရွေးဖို့တော့တောင်ထက်ထက်ဖြက်လေးနှစ်တာခྱི་ရှောက်ပြီးလက်တွေ့မြေပြင်တိုက်ပွဲတွေမှာပါဝင်ကြပြီအကြောင်းမျိုးမျိုးကြောင့်ဒေါ်လာကျင်တော်လဲပြည်တွင်းမှာမြို့ပြမှာကြံနေခဲ့တဲ့လူတွေအဖို့မှာတော့ချွေးတန်တရွှဲရွှဲအင်တာနက်ကအဝိုင်းတလေလေကိုနိုင်ငံထဲမှာကိုနေပြီးဆက်ချေးပေးနေရငလင်လှုပ်လို့ကြောင်းနေပြိုကြမီးလောင်လဲ ဆောင်ဝဲပြန်ဖြေရဒီလိုကာလဖြတ်ကြည့်ပါဗျာဒါပေမဲ့အဖြေရှိပါတယ်အဖြေရှိပါတယ်ဆိုတော့ဒီနေ့မထော်မနှမ်းလေးတခုထည့်ပြောခြင်းနေခုနအဖြေရှိပါတယ်လို့စကားပြတ်မသွားခင်တခုလောက်ပြောမယ်အဖြေကပါလဲဆိုတော့ဖတ်စစ်တက်ကိုစစ်အာနာတိန်ထားတဲ့စကစကျွန်တော်တို့ အပီးတိုင်တိုက်ထုတ်တော်လာကြရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ငကိုကရန်ကုန်မန္တလေးအစရှိတဲ့နေပြည်တော်ပဲခူးအစရှိတဲ့ဒေသတွေမှာအယတအစိုးရလက်ထက်တုန်းကအယတအစိုးရလက်ထက်တုန်းကလीချမှတ်ထားတဲ့စီမံကိန်းလေးတွေအကြောင်းကျွန်တော်ပြန်အမှတ်ရမိပါတယ်ဆိုတော့ရန်ကုန်မှာ စီမံကိန်းတွေအများပြားလုပ်ဖို့ရတာပါတယ်လျှက်စစ်မီလဲအနည်းဆုံး80ရာခိုင်နှုန်းတော့အင်တာနက်ကလည်းအခုလောက်ဆို 5G ပါပြီဖြစ်လို့နေပြီလေဗျာကျွန်တော်တို့မျောလင်းခဲ့တဲ့ကျွန်တော်တို့နိုင်ငံတိုးတက်မှုတွေနဲ့ရှေ့လို့သွားလို့မယ်နိုင်ငံညောင်နေပင်ကိုဆက်မ စုံလုပ်မယ်လို့စီမံချက်ချလာတဲ့ညောင်တပင်စက်မှုစုံကြီးဒီအချိန်ဆိုရင်စနေတော့ပြီတက္ကသိုလ်ကြီးကိုပိုင်အုတ်ချုပ်ခွင့်ပိုင်လို့ project တွေစနေတော့ပြီဖလားမလေးရင်ဝင်အတိတ်ကြီးနဲ့ဖယားကြီးဖယားလေးတထုံအစ်မြအဝေးပြေးလမ်းမကြီးစီမံလိန်တွေနေပြီးတော့မှဆိုဂျပန်မလေးရှားထိုင်းနိုင်ငံတွေကဖွင့်မယ်တက္ကသိုလ်စီမံကိန်း project တွေ တကုံမျိုးတက်မှာကရင်တထောင်စိတ်စီမံကိန်းလဲခုမှာဂျပန်နဲ့စာတုပ်ထုတ်တာတဲ့စီမံကိန်းကြီးတွေနေပြည်တော်ကိုပညာမျိုးတော်ကြီးတည်မယ်ဆိုပြီးစနစ်တကျပလန်ချလာခဲ့ဟိုတယ်ဇုံကြီးကလည်းအခုဆိုရင်နိုင်ငံကခီးတော်ရင်းနဲ့ပြည်နေပါရန်ကုန်မှာမိုးပြန်ရထားလိုက်အမတီတွေအခုလောက်ဆိုရင်ကျွန်တော်တို့ air con လေးနဲ့စီးနေလား ဝန်ထမ်းတွေကိုကောက်ဝယ်ခွင့်အရစ်ကြကောက်ဝယ်ခွင့်အခြေအနေရနေလောက်ပြည်တွင်းကိုတိုတာကုမ္ပဏီကလာရောက်အခြေစိုက်စက်ယုံတင်မဲဆိုတဲ့အခြေအနေကြောင့်တိုယိုတာကောက်ကိုရှိုးရုံက0ကီလိုနဲ့ဝယ်စီးနေရလောက်ပြီဗျပကုမအင်တာနက်ရှင်နယ်လေဆိပ်ကြီးစတင်နေရလောက်ကွာကံယူရန်ပလန်ကြီးပကိုးတိုင်းတိုင်းနိုင်ပါလေနိုင်ငံတော်အဆင့်စီမံကိန်း တင်တာနှဲ့ရကြောလူငယ်တွေဗျာအနာကတ်တွေမျောလိမ့်ချက်အိမ်မက်တွေကမာကြီးကိုရင်မောင်တမ်းပြီးအာဆီယံမှာကွာခေါင်းကော့ရင်မော့ပြီးငါတို့မြန်မာနိုင်ငံကလို့ပြောနိုင်တဲ့အချိန်မျိုးအနေဆုံးတစ်ချက်မှာလွတ်လပ်စွာပျော်ရွှင်ခွင့်ရအခုတော့ဒီတိုက်ပြည်တွေကလူငယ်တွေဟာ စစ်မှုထမ်းဥပဒေကြောင့်အသက်15နှစ်ကစ45နှစ်အတွင်းပြည်ပကိုဖြစ်တဲ့နီးနဲ့ထွက်ပြေးနေကြရတဲ့အခြေကျန်ခဲ့သူတွေကစစ်မှုထမ်းစစ်မှုထမ်းနဲ့လူအယောင်းဝယ်ဈေးကွက်ကြီးတစ်ခုကိုဆက်ဆက်ပြောပြအောင်ကျန်ခဲ့တဲ့အုပ်ကြီးတွေကစက်ကြီးကောက်ရတဲ့ပတ်စံနဲ့လူဝယ်တာဗျာဘရုစီမှာဝယ်တာလဲဆိုတော့ပြူစောတိဆိုတဲ့ကောင်ကြီးရှိပါပြူစောတိဆိုတဲ့ကောင်ကြီးက လမ်းဘေးမှာမူယူရန်ကစေသမားတွေကိုဖမ်းသုံးဖို့ချင်းချောက်ဖမ်းပြီးရင်စစ်တပ်တွေကိုထည့်အဲ့ဒီစက်ကြီးကောက်ထားတဲ့အုတ်ကြီးကသူ့ရက်ကွက်သူ့ရွာအတွက်သိန်း100ငေါက်တယောက်ထည့်ပြီးပီစောတိကထည့်ပြီးဒီလိုလူဈေးကွက်ကြီးဖြစ်နေတယ်လို့နေ့လေကြောင်တော့တက်ပြီးဓမြတိုက်လူတက်တာလုံးဝဥပဒေမစိုးမိုးတဲ့အချိန်ရန်ကုန်မန္တလေးမြို့လေကောင်ကြီးတွေမှာဒီကနေ့ဖြစ်နေပါ ဒီကနေ့ဖြစ်နေပါပြီ။ဘာဆက်လို့ကြာ။ဖတ်စတဲ့တမနာယူးယူးတဲ့မင်းအောင်ပါ။စစ်တိုက်လို့မှလာရှိုးမရရင်တာကောပြောတောင်းမယ်။မှတ်ထားကွယ်ဒီကောင်ဟာမင်းအောင်လိုက်ဖြစ်တယ်ဆိုရဲစာကျိုးလေးလိုပဲ။ပြောရတာလေမောလာပါ ပြည်သူတွေအတ္တိတရားရဖို့လိုအပ်နေပြီနော်ဒီအချိန်မှာမြန်မာနိုင်ငံမှာလူဦးရေ33တန်းအဲ sorry ငါးတန်း90ကျော်ရှိတယ်လို့ပြောတယ်။တဇွေးနေဝိုင်းထွေးရင်တော့ဖက်စတာရေမြစ်သေးတယ်။တိုက်စရာလူမရှိလို့ပေါ်တာဆွေးနေရတဲ့အချိန်နေပြီးတော့ပြိုကျမန္တလေးပြမန္တလေးမှာကတောင်ကနေဖယူပေးရဲ့ ဖက်စစ်တပ်တွေကိုဗတ်ပေါင်းတို့ကဖိုးစစ်တွေစင်နေတဲ့အချိန်အဲ့တော့ဒီကနေ့မှာဘယ်ညာလီမင်းကဖိုးစစ်စင်လာလေလို့မေးပြီတေချာနာတော့ဘဂိုတိုင်းရွှေကျင်ထိဖိုးစစ်ဝင်လာပြီကွင်းစစ်ကြေးရွာအေဘလ23ရက်နေ့ဒီကနေ့မှာပေါ့ဗျာရွှေကျင်ကွင်းစစ်ကြေးရွာဖက်စစ်တပ်ကာကင်းစခန်းတွေရဲကင်းစခန်းတွေကိုတိုက်လိုက်ပါ ရွှေကျင်စတောင်းမြစ်တပကံဝေါ်တရေသမိုင်းကိုဖတ်စစ်တက်ခန့်စစ်ပြင်ဖို့ကြောင်းနေလို့သိရတယ်ဒါပေမဲ့မနိုင်ပါဘူးရှုံးပါအဲ့တော့ကွေးစိတ်ကိုတော်လိုင်းအားစုတွေတိမ့်လိုက်ပြီးတကလာဝေါ်တရေသမိုင်းကိုစင်ရတယ်အများကြီးရောက်လာတယ်ဆိုတဲ့တရင်ဒေသခံတွေကကျွန်တော်တို့ပြောပြနေကြတယ်ရွာသားတွေကတော့ပြေးကုန်ပြီဗျအဲ့တော့တော်လိုင်းတက်တယ်ကတရေသမိုင်းကိုဒုံးနေတယ်တောက်လျှောက်ကျဲနေတယ် စစ်ကောင်စီရဲ့အမှတ်968ချင်းမြတ်တရင်က986ချင်းမြတ်တရင်စစ်ကူသွားဖို့ဝေါ်တရဲတမင်ကိုဖောက်လာနေရောက်ရှိနေဒုံးနေတဲ့တောက်လျှောက်ကျင်းနေတဲ့အချိန်ကြီးလည်းတွေ့ရတယ်အဲ့တော့ဂျက်ကင်းစကန်ကိုစစ်ကောင်စီစကန်ကိုတင်လိုက်တယ်ကာကင်းကိုတင်လိုက်တယ်စကန်လေးကြောက်ပါတယ်တရဲတမင်မှာဖက်စစ်တပ်တက်ဆွဲနေတယ်မနေ့ကည7:00နာရီမှာဂျက်ဖိုက်တာနေနဲ့ပုံချဲတယ် ရှမ်းစုရောင်ကိုကျဲသွားတာလို့သိရတယ်။ခွင်းစိတ်နဲ့ရှမ်းစုကหนีတယ်ဗျ။ဒါကြောင့်မို့ရွှေချင်းခွင်းစိတ်ထိဘကိုးရွှေချင်းမတော့ဒီညာအထိငါတို့ရောက်လာ။ငါတို့ရောက်လာ။ကြောက်မှာကြောက်တယ်ပြော။ပြေးမှာပြေးတယ်ပြော။တော်လိုင်းတက်တွေနဲ့ PDF တွေကို ကြောက်တတ်တဲ့စိတ်မင်းတို့နှလုံးသားလေးကိုရိုက်ထည့်ပေးမယ်ဖက်စစ်တပ်ဖက်စစ်တပ်နဲ့ပတ်သက်တော့စစ်ကောင်စီအတိုင်းဝိုင်းကြီးတစ်ခုလုံးဟာတော်လန်ရေးတက်တွေ PDF တီလူပြောလိုက်တာ ਨੇ ညပါမအေးရဲတဲ့ဘွားမကြမီရောက်လာနေပြီဘယ်ဟောမယုံရင်ဂျုံဘူးမှသိတာတော့မယုံဘူးဆိုရင်တော့ရခိုင်ကပြန်လာတဲ့ကောင်ကိုမေ့ကြည့်ပေါ့ဆိုတော့ မနေ့ကလည်းစကိုင်းတိုင်းတချို့မြို့နယ်တွေကိုစက်တက်လေဒီနဲ့စစ်စင်ရေးဆောင်ရွက်ပြီးရမလားလို့သွေးတို့ဆင်းတဲ့ဖက်စစ်တပ်ရဲ့စက်တက်လေဒီပြစ်ချနိုင်ခဲ့ပါတယ်ပြစ်ချနိုင်ခဲ့တဲ့တပ်ဖွဲ့ကတော့ LPF အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ် Burma Revolutionary Ranger လို့သိရပါတယ်အဲ့တော့ဘာနဲ့ပြစ်တာလဲဆိုတော့ MA3 နဲ့လမ်းပြင်းနဲ့ထိသွားတာပါတယ်ကျွန်တော်တို့တွေ အဲ့စက်တနေလူတွေကိုပြစ်ချနိုင်တဲ့ wifi တွေငခြင်းမီးတွေလိုချင်လိုက်တာအခုရေချိန်မြတ်တမတရားတက်တရားတက်အနည်းမှပြစ်ချနိုင်ခဲ့တာဖြစ်တယ်ဒါကြောင့်မို့စက်တလေးကြီးကိုလေဒီစားနဲ့ပတ်ပြီးမီးရှို့ဖျက်ဆီးခဲ့ပါတယ်အဲ့တော့စက်တလေးကြီးကပြည်သူလူထုကိုဘုံကျဲဖို့ ဆက်တနနဲ့ပြစ်ဖို့စတင်ဆောင်ရွက်လာတာအခုဆိုရင်3လကျော်4လရောက်လာပါတော်လိုင်းချက်တွေကတုတ်ပြန်နိုင်ဖို့နီးနာရှိပြီးသားပဲလေဗျာဘာတွေအထွေအထူးစဉ်းစားနေတာလဲ point fight ဒီဝင်တက်ကြ MODC ကတောင်းကြပကဖာရီအခုကောက်ပြီးရတဲ့ပတ်စံနဲ့ point fight ဒီဝယ်ကြပို့မဟုတ်ဘင်းနဲ့တိုက်ဆော့ကားစီးနေရင်တော့လူလူမာသားတွေလိုပဲ ီမက်ကျော်ကပြောလိုက်ခြင်းတယ်တော်လိုင်းရေးကိုရေးကစီးပွားရေးလို့လုပ်ပြီးဖြက်စည်းုံနဲ့အာမရပဲတော်လိုင်းမှာရတဲ့ပတ်စံတွေကိုကိုချိုးအတွက်သုံးဆွဲနေတာကိုငါတို့ပြည်သူလူထုနဲ့ကျွန်တော်လူမျက်ကျော်ကတခုတော့ပြောပြခြင်းတယ် အံဘတ်ဆုတ်ပဲအံထွက်ပဲတိုင်ရီဘူးတွေမြူနေရတလို့ပဲဆိုတော့မမိပါနဲ့ဘာကြောင့်လဲသိလားပြည်သူလူထုရဲ့ချွေးနေတာတွေထိုင်းနိုင်ငံမှာဆိုရင်အိမ်ပေါ်လုတ်ပြီးတလ6000 5000ဘတ်ဘတ်အဲ့ဒါလေးကိုကြစ်ကြစ်ပေါင်းဆိုကလေးတွေအတွက်ကြောင်းထားပြီး သူ့တာသမီးလေးတွေပေါ့လင်ကအယက်သမား꿰သွားပြီဂျန်နေပတ်စံလေးတွေနဲ့တကြီးရွယ်ကိုမိဘကိုပို့အဲ့ဒီတွေမှာမှ900 1000တော့ကိုကြစ်ကြစ်ပေါအောင်ဆုတ်ပြီးမစားရမတော့ရလှူဒန်းတဲ့ပတ်စံလေးအိမ်ပေါ်လုတ်ပြီးလာတချို့ဆိုရင်ပယံလုတ်တာတနည်းကို220 300 400အစားစားရပြန်မလို့အရက်လေးပါလေးတော့ ကျန်တဲ့ပတ်စံကြီးမိမကတကြီးကြီးတောင်းလို့ပို့တလောက်ကို8000 8000 9000လောက်ရတာလေးကိုအင်ကားကပဲ1000 2000ကြစ်ကြစ်ပေါင်းဆုပ်ပြီးဒေါ်လာကြီးတက်ပြီးလှုပ်နေတာချွေးဆက်တင်နေအတူနှလုံးသွေးကလာတဲ့ယုံကြည်ချက်နဲ့ပေးနေတဲ့ပတ်စံအဟောတိကံလုံမဲ့လုံနေတဲ့သူများဟာယဟန်ကြီးကတကတကွားနေလူတဲ့စွန့်ကိုစာပြီး ယဟန်တိတ်ခါတရားနဲ့မငြင်ရင်ဗုဒ္ဓဟောကြားခဲ့တယ်လို့ပဲတန်ရီတန်ခဲတွေတန်ရီကြူပြီးသားတွေမျိုးချနေရတယ်လို့ပဲဆိုတာမမိပါလုံးဝမမိပါနဲ့ပြည်သူလူထုကခွင့်လွတ်ခြင်းခွင့်လွတ်မယ်ကျွန်တော်တို့ကခွင့်လွတ်ကောင်းခွင့်လွတ်လိုက်အောင်မယ်လောကကြီးကခွင့်လွတ်ပါလောကတဘာဝိထဥပရိတာကဘယ်တော့မှခွင့်လွတ်လိုက်မယ်မထင်ဘူးလောကကြီးမှာတိုက်ဆိုင်မှုဆိုတာမရှိဘူးအကြောင်းရှိလို့အကျိုးဖြစ်တာ ီလိုအကြောင်းကြီးနေဖြစ်လာပြီးတော့လှုပ်ချင်တိုင်းလှုပ်ကောက်ချင်တိုင်းကောက်ဝါတာဂိတ်ဖွင့်ပကဖဆိုတာမျိုးတွေဖြစ်အောင်ဖြစ်လာတဲ့အကြောင်းတရားအန်ယူဂျီအမ်မိုဒီကစတာညင်းလို့မရတမိုင်းမှာလုံးဝညင်းလို့မရဘူးဆိုတော့ဒါမှတခန့်ရဲ့မပြောတော့ဆိုတော့အန်ယူဂျီအမ်မိုဒီဆိုလို့ဒီကနေ့အမ်မိုဒီကညောင်ဥပကဖကနေပြီးတော့တက်ခွဲတစ်ခုထပ်မံနှုတ်ထွက်ပြန်ပါပြီ ဧပြီလလာစမ်းပိုင်းကလည်း60တက်ရင်နှုတ်ထွက်တယ်။နောက်ထပ်လည်းတက်ရင်ပေါင်းများစွာနှုတ်ထွက်ဖို့တရင်နေကြားနေရပါလေလို့ကျွန်တော်ပြောပြသား။ဒါနဲ့ပတ်သက်ပြီး NUG အောက်ကဘာလို့နှုတ်ထွက်ကြတာလဲဆိုရင်စူးစီးတင်ပြချက်တခုဘုဘအလကီ review မှာမနက်ဖြန်9နာရီတင်ပြီးတော့တင်ကြတော့မမီတော့လို့ကျွန်တော်အစင်ပြပြင်ဆင်ထားပြီလား။ဆိုတော့ကဒီအခြေအနေတွေကိုကြော်လာနိုင်ဖို့အညာမှာအခွန်ကောက်ပြီး တပေမွေးဆီယာမွေးနဲ့တိုက်ဆောက်ကားစီးနေတဲ့ပကဖာများက wifi တွေများဝယ်ပြီးပြစ်ချနိုင်ခဲ့ရင်တော့ကြိုးစူရမှာပေါ့ကျွန်တော်သာဆိုရင် NUG မှာသက်ဆိုင်ရာဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့လူတယောက်ဖြစ်ခဲ့ဒီလောက်စစ်မှန်ဒုက္ခရောက်နေတဲ့ပြည်သူလူလူစီကတပြားမအခွန်မကောက်ဘူးမယူရဘူးနိုင်ငံကကလူဒန်းတဲ့ငွေဒေါ်လာတန်းရာနဲ့ချီတွေ့ ရှိနေရနေတာဗျာဒီတိုင်းပြည်ထဲမှာမိအေး15ခါလောက်နာနေတဲ့ပြည်သူလူစီကဘာတက်လို့ရှင်ကြနေတာလဲအင်မတန်ရင်သီးတဲ့အတွေးခေါ်လုံးရက်တွေကိုလုံနေတဲ့ဒုတိယပြည်သူစိတ်ကြီးတင့်ကြပါလိမ့်မယ်နော်ဒါနဲ့စကားမဆက်စကားမဆက်ဒီနေ့ငလင်းနဲ့ပတ်သက်ပြီးပြောပြခြင်းသေးတယ်ဗျငလင်းနဲ့ပတ်သက်ပြီးမပြောခင်မှာ မိုင်းဘုတ်ဆရာတော်ကြီးရဲ့နဂါးကြီးနဂါးကြီးလှုပ်နိုးလိုက်တာနဂါးကြီးလှုပ်လိုက်တာငလင်းကြီးလှုပ်ကုန်ပါလီရောဆိုတာအာစိတ်ပြက်ရပါတယ်စိတ်ပြက်ရပါတယ်ဘာသာကြီးဆရာကြီးဗုဒ္ဓဘာသာမှာဆိုဘာသာဘာသာဆရာလို့ခေါ်တာပေါ့ဘုကျောင်းဆန်းအခုဘာသာဆရာဆိုရင်ဘုန်းကြီးပေါ့ခရစ်ယာန်မှာဆိုဓမ္မဆရာပေါ့ဟိန္ဒူမှာဆိုရင် ဖះเจ้าကလူကြီးတွေပေါ့အစ္စလာမ်မှာဆိုရင်ဘလီဆီယာတွေပေါ့အဲသူတို့ခေါ်တော့ရှိတယ်ကျွန်တော်မမဆိုဘာသာဆီယာတွေလောက်လိုက်ဒီကာလမှာမျက်နှာဖုံးကျွတ်ကုန်ကြတာလားလို့တော့ထင်မိတယ်နိုင်ငံရဲ့အထေအကျော်ဒေးရတီတကူကစစေကိညာအချာအချာတော့တန်ခါပေါင်း9သိန်းရှိပါတယ်ဆိုတဲ့တန်ခါတွေဟာလीအ ဒီကာလပြည်သူမျက်ရည်ကျနေတာတစ်ချက်လေးတော့ငဲ့ကြည့်စာနာမှုမရှိကြတာဘူးတော့ဒီတန်ဃာဆိုတဲ့ဘုံကြီးတွေဟာဗုဒ္ဓရဲ့အဆုံးမနဲ့အညီနေထိုင်နေတာမဟုတ်ဘူးလို့ပဲကောက်ချက်ချချင်ပါတယ်။ဘာကြောင့်လဲဆိုတဲ့ကိစ္စကိုတွေးကြည့်ပါ။ဒီနေ့လုတ်ပြန်ပြီ။မိုက်ဘုံဆရာတော်တိုက်ပြီးမြင်းမြက်ကစားကိုဝယ်တယ် တကယ်နာမည်ကျော်ကြထင်ရှားတဲ့ဆရာတော်ကြီးဂူအောင်ဦးစီးပိတ်ပေါ့စရဏကျင့်တည်တည်နဲ့ဒီကနေ့ပြောပုံကလက်တွေ့နဲ့ဘလို့မှမကတ်ညီတဲ့ပြောဆိုမျိုးနဲ့ဘာသာရေးချင်းထက်ထက်ပြန်ကြပြီလားဗျာစိတ်မကောင်းစရာငါတို့တိုင်းပြည်ဟာဘာသာရေးဆန်နေပါတော်လန်ရမယ်အနေထားပေါ့တော်ရင်တော်လန်ရမှာတွေကလေများလုံးတော့ နောက်တစ်ခုထပ်တော်လှန်မှုဖြည့်ပေးခြင်းတာကဝမ်ဆွေဝမ်ဆွေဝမ်ဝမ်ဆွေရဲ့တာကောကြည့်ပါမယ်။ကတော့ချိုင်းနာဝိုင်ကောချိုင်းနာဒီလိုလေလူမျက်ကြော်ကစတင်စောအတိုက်တုံးပြီးတကလာစတင်နေပါပြီ။ဒီကနေ့တေယုတ်တန်ယုံရဲ့စာမျက်နှာအောက်မှာပလူပြန်နေအောင်ဗမာလူမှုရဲ့စန့်ကျင်တုံ့ပြန်မှုတွေကိုတာကောကခံရရပါ။ဒါတွေမဲလားဆိုတော့အမေရိကန်ရဲ့ကုန်သွယ်ရေး အခုစစ်ပွဲမှာရပ်တန့်သွားတဲ့လုပ်ငန်းပေါင်းတိန့်တဲ့ချီရှိနေပါတယ်တရုတ်ပြည်ထဲမှာတန်း100လောက်အလုံးလက်မဲ့ဖြစ်နေတယ်ဆိုတော့တတိယထောက်ပေါ်နေပါတယ်ကတောင်းကင်းဖယူဖယင်းနဲ့တရုတ်ပြည်စီးပွားရေးဟာမထင်မှတ်ထားတဲ့အခြေအနေမျိုးနဲ့ကြာဆင်းသွားရင်တော့စံပြုတ်တော့ပြီးအငတ်ဘေးဆိုင်တဲ့ကာလကိုအမှတ်ရလိုက်ပါတရုတ်လို့ပြောရင် နောက်တစ်ခုကတရုတ်ပစ္စည်းတွေကိုဝယ်မတုံးကြပါနဲ့လို့လူမဲကျော်ကဆော့ဩမှုပါတယ်တရုတ်ဆက်တရက်ဆုပ်ဗမာပြည်ကိုပို့ရင်ပို့ဆုပ်သူများနိုင်ငံလုံးမရဗမာပြည်ကစစ်တပ်နဲ့ပေါင်းပြီးတရုတ်ကကုတ်သွေးဆုပ်တာအမျိုးမျိုးဆိုတော့ကတရုတ်ပစ္စည်းတွေကိုတက်နိုင်ကြများဝယ်မတုံးပါနဲ့ဗမာပြည်ကတရုတ်ထွက်သွားဖို့ကတော့ချိုင်းနာလုံရှားမှုကိုအရှိန်အဟုန်နဲ့ လောက်ကြောက်လို့မယ်ဒါနဲ့တစ်ဆက်ဆက်ထဲမှာနောက်ထပ်14က BNN တွေတက်ဖို့ဘယ်လိုသင်ခန်းစာပေးလဲဆိုတဲ့ကိစ္စလေးကျွန်တော်ဝေမျှခြင်းလေးတွေကတက်ကမရောက်နိုင်ဘူးငားပိုက်နေဓာတ်တော်ခံနိုင်တာနဖားကျိုးလိုပြီးခိုင်းတာပေါ့ဗျာတက်တန်ရုံးရှိလဲဆန္ဒပြလို့မရအေးဒီလိုဆိုရင် BNN မှာ ဘလို့ဖြစ်ခဲ့ဘူးလဲဆိုတော့2014မှာတရုတ်ပိုင်တင်ပေါ်တာရုပ်ကိုမီးရှို့လိုက်တယ်တရုတ်တန်ယုံနဲ့မျက်စောင်းတို့မှာရှိတာလူမရှိချင်กินလိုက်တာဗျတိတ်မခတ်အဲ့တော့တရုတ်နည်းနည်းတွန့်သွားပြီဒူပိုင်နေရာတွေမှာလုံခြုံရေးတွေအတင်းချတာတော့ပြည်သူတွေကဘာမှမလုပ် BNN တောင်ပိုင်းမင်းဝင်ကတရုတ်ပိုင်အထယ်ချုပ်စိတ်၆လုံးတွဲကိုထပ်ပြီးမီးရှို့ပေးလိုက်ပါ ဟာအဲ့ဒီတော့တေးကိုမြက်ပြူဆက်ပြီအဲ့ဒီမှာဖလင်မင်းလောက်သားအမျိုးသမီး6ကိုပိတ်မိသွားတဲ့ဖြစ်ရတော့ရှိရပါတယ်ချိန်ပြီးတော့ကယ်တင်လိုက်တယ်လို့သိရနောက်တော့တရုတ်ပိုင်ပြီဖြစ်တဲ့တမောချင်းတာရုမီရာဆက်ရုံနဲ့ဆေးဝါးဆက်ရုံအထယ်ချုပ်၄နေရမီလိုကိုမိကင်လိုက်အကျိုးဆက်ကဘာဖြစ်သွားလဲတရုတ်ပါဆက်ပိတ်ထားမှုတိတ်နေကလိုက်တယ် ောက်တော့ဘီယန်နာနိုင်ငံသားပိုင်းနေဖြစ်ကုန်အခုတော့အရန်စီကားနေပါမယုံဘူးဆိုရင်ဘီယန်နာတမောချင်းကိုအင်တာနက်ကနေရှာကြည့်လိုက်လीလာမလာပဲအဲတော့လက်နက်မဲ့ပြည်သူတွေရဲ့တရုတ်ကိုတံပြန်တိုက်စစ်တာအမတန်တိရောက်ခဲ့ပါမြန်မာပြည်သူလူထုကြီးရဲဘော်တို့ကြီးဘာမှမပြောဘူး2014က BNN အကြောင်းကြီးကျွန်တော်ပြောပြတာဖြစ်ပါတယ် ီနေ့ညမှာပေါ့တော်လိုင်းထိုးစစ်တွေကတော့ဒေတာအနှံ့ဖြစ်လာပြီပြည်သူလူထုကတေးကိုစန့်ကျင်မဲ့စစ်ကူးစိတ်တန်းနေတဲ့နီးနာတွေရှာပွေနေကြပြီငါတို့နဲ့စန့်ကျင်တဲ့ဘက်မှာဘယ်ကောင်နေရလဲငါတို့အလှက်လာပြီအပေါ်တွေမပြောတော့ဘူးတေချာစန့်ကြစောင့်ကြည့်ရပါတင်ရတော့ဒီလောက်ပါအားလုံးကျေးဇူးတင်ပါ